င်ခဲ့တဲ့ကိုနေကအီရတ်တောင်ထိပ်ကိုတက်ရောက်နိုင်ခဲ့တဲ့အသက်85နှစ်အရွယ်ရှိပြီးဖြစ်တဲ့ဂါဂါစစ်မှုထမ်းဟောင်းအဖိုးအိုကအီရတ်တောင်ထိပ်ပေါ်ကကမ္ဘာအသက်ကြီးဆုံးလူသားဆိုတဲ့ကွန်ဘုတ်ကိုပြန်လည်ရရှိဖို့ကြိုးပမ်းသွားအောင်မယ်လို့သိရပါဗျ။အဖိုးအိုမင်ဘာဟာတာရှာချန်ဟာနှီးဘောနိုင်ငံကမတ်တူမျိုးကသူ့ရဲ့အိမ်မှာဂင်းနစ်ကမ္ဘာစံချိန်တဲ့အသင်းမပြုကပ်ပြားကိုဂိုယူစွာချိဆွဲထားသူဖြစ်ပြီးဒီနှစ်ຫນွေဦးအကုန်တောင်တက်ရာသီမှာဒုတိယကပ်ပြားတစ်ခုကိုထပ်ချိဖို့မျှော်လင့်နေပါဗျ။ အဖိုးရှာချန်ဟာ2008ခုနှစ်အသက်86နှစ်အရွယ်မှာအီရတ်တောင်ထိပ်ကိုတက်ခဲ့တာပါဒါပေမဲ့နောက်၅နှစ်အကြာ2013ခုနှစ်မှာအသက်80အရွယ်ဂျပန်တောင်တက်သမား Yuichiro Miyuya ကအမြင့်1848မီတာရှိတဲ့တောင်ထုပ်ကိုတက်ပြနိုင်ခဲ့လို့အဖို့ရှာချန်တယောက်စံချိန်တင်ဖို့ကိုလက်လွတ်ခဲ့ရပါတယ်။အဲ့ဒီကလေးကစလို့ ူဟာသူ့ရဲ့ရခင်ကဘုတ်ကိုပြန်ယူဖို့ကြိုးပမ်းလာခဲ့ပြီးသူ့ရည်ရွယ်ချက်ကသူ့ကိုယ်ပိုင်စံချိန်ကိုချိုးဖို့ဖြစ်ကြောင်းနဲ့တခြားတဦးတယောက်ရဲ့စံချိန်ကိုချိုးဖို့မဟုတ်ကြောင်း AFP သတင်းဌာနကိုပြောခဲ့ပါတယ်2008ခုနှစ်မှာရှာချန်နဲ့မီယူယာနှစ်ယောက်စလုံးတောင်ထိပ်ကိုတက်နိုင်ခဲ့တဲ့ဆိုပေမဲ့ဗီဒင်ကာကာစစ်တပ်မှာစစ်မှုထမ်းအောင်ဖြစ်ခဲ့တဲ့ရှာချန်ကမီယူယာထက်အသက်တစ်နှစ်ပိုကြီးတဲ့အတွက်ဂင်းနစ်စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ နောက်73ခုနှစ်မှာမီယူယာကအိရတ်တောင်ကိုတက်နိုင်တဲ့အသက်ကြီးဆုံးလူသားဖြစ်သွားချိန်မှာရှာချန်လည်းတောင်ရိပ်ကိုတက်ဖို့ပြင်ဆင်နေခဲ့ပါတယ်။ဒါပေမဲ့ရုံးစာကြန့်ကြာမှုကြောင့်အခွင့်အရေးနဲ့သူဝေးခဲ့ရပါတယ်။နောက်75ကိုရောက်ပြန်တော့ရှာချန်အိရတ်တောင်ကိုသွားနေစမှာပဲအင်အားပြည့်ငလည်းလောက်ခတ်မှုနဲ့နှင်းထုတွေပြိုကျမှုကြောင့်ရှာချန်ဟာနောက်ပြန်လည်ခဲ့ရပါတယ်။ တခြားသူတွေအရင်ကမလုပ်ခဲ့တဲ့အရာကိုလုပ်ချင်တာပါဆိုတော့အဖိုးကိုရှာချန်ကဒီနေ့မှာအေရက်တောင်ထုတ်ကိုတက်ပြပြီးစွန်စားရဲ့နေရာမှာအသက်အရွယ်ကအဟန့်အတားမဟုတ်ဘူးဆိုတာကိုသက်သေပြဖို့မျှော်လင့်နေတာဖြစ်ပါတယ်။